ပြည်သူများလုံးပဲမင်္ဂလာခင်ဗျာဒီညမှာရှင်ပြန်ကစားခဲ့ရတဲ့ကျွန်တော်တို့မဖိုက်တာစိန်လုံးချောနဲ့ထိုင်းဖိုက်တာဂျော့ဆာဆန်တို့ရဲ့ပွဲပွဲပြုံးသွားခဲ့ပါပြီ1 Friday 5 1 Sip ပြန်ပွဲရဲ့ရှစ်ပွဲမြောက်ပွဲစဉ်ဖြစ်ထိုးခဲ့ရတဲ့ပွဲစဉ်ပေါ့လေဒီပွဲစဉ်မှာကျွန်တော်တို့ရဲ့မြန်မာဖိုက်တာစိန်လုံးချောကအမှတ်ဆုံးပြချက်နဲ့အရေးနိုင်သွားခဲ့ရတယ်ပေါ့လေပွဲကြီး၃ချီလုံးကိုပြန်ပြီး သုံးသက်ရမယ်ဆိုရင်စိန်လုံးရှောကအသာစီးရတာရဲလို့သိပြီးမရှိခဲ့ပါဘူးလက်သီးကိုအပြုပြီးတော့ထိုးသွားခဲ့တယ်ပထမပွဲစီမှာတော့သူကခွာစစ်ကိုအသုံးပြုပြီးတော့ကစားသွားခဲ့တယ်တစ်ဖက်ကယော့ဆက်ဆန်ရဲ့ဗျူဟာတွေဒီပွဲအတွက်လက်ကျင့်ပြင်ဆင်တာပုံတော့သူအကဲခတ်ပြီးတော့လက်သီးချက်တွေကိုအပြုပြီးတော့ပဲတုံ့ပြန်ခဲ့တယ်ယော့ဆက်ဆန်ကတော့ရှီတော့ကန်ချက်တွေကိုအပြုပြီးတော့အမှတ်ရအောင်စူးစမ်းသွားခဲ့တာကျွန်တော်တွေ့ရှိရတယ်ပေါ့လေ ပြီးတော့ယော့ဆက်ဆန်ကအမှတ်ယူတဲ့ဘက်မှာပါနေတယ်ဗျဒုတိယပွဲစီလဲရောက်ရောသူကတင်ကစားလာတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့မြန်မာဖိုင်တာစင်လုံးချောမှာကလက်သီးထိုးချက်တွေပဲအားပြုပြီးတော့ပွဲကိုပြင်ဆင်လာဆိုတာသူတိသွားတယ်တိသွားတဲ့အတွက်ယော့ဆက်ဆန်ကစိုင်ထိုးတဲ့အချိန်ဒီမှာသူအသာနောက်ဆုတ်တယ်လိုအပ်လာမှပဲစိုင်ထိုးတာမျိုးလုပ်တယ်ပြီးရင်ခွာတဲ့နေရာကနေသူရှောင်းနေလှမ်းလှမ်းကန်တယ်သူ့ရဲ့ရှေ့ကန်ချက်တွေကအမှတ်ရတယ် ။ဘာဖြစ်လို့ရှေကန်ချက်တွေအမှတ်ရတယ်လို့ကျွန်တော်ပြောရတယ်လဲဆိုတော့ဒါဆက်ဆန်နဲ့ဆိုလုံနဲ့ထိုးခဲ့တဲ့ပွဲပြီးမှ BBC နဲ့တွေ့တော့ဆိုလုံကပြောသွားခဲ့လေ။ကျွန်တော်တို့မြန်မာဖိုက်တာတွေကလက်သီးကိုပဲအားပြုပြီးတော့ကစားရတယ်။ဒါပေမဲ့အမှတ်ဆုံးပြတ်ချက်ခံယူရတဲ့အချိန်ကိုရောက်ရင်လက်သီးနဲ့ထိုးတာတွေကအမှတ်မရဘူး။အဲ့တော့ကျွန်တော်တို့ကရှုံးမှုများတယ်။ကျွန်တော်တို့ကဒါကြောင့်အလဲထိုးနိုင်မှာပဲနိုင်မှုရှိတယ်လို့ပြောခဲ့မှုတယ်။အဲ့တော့ကျွန်တော်ကစိန်လုံးချွတ်ကလက်သီးချက်တွေအားပြုပြီးတော့ ဒုတိယပွဲစီမှာကစားနေကြတဲ့ကတိတ်ပြီးအားမရခဲ့ဘူး။အာဒါဆိုရင်တော့အမှတ်မရတော့ဘူး။တမ်မနီဆိုပြီးပြောတဲ့ပုံစံတိုင်းဆိုရင်တော့တစ်ဖက်ကယော့ဆက်ဆန်ကအမှတ်ရမဲ့ဘက်ဒီမှာအားသာနေပြီလို့ကျွန်တော်တွက်ဆမိခဲ့တယ်ပေါ့လေ။အဲ့ဒီချိန်မှာပဲပွဲလေပြောင်းနေတာတခုထားပြီးဖြစ်လာတယ်။အဲ့ဒါတော့ယော့ဆက်ဆန်ရဲ့ထိုးချက်တွေထိမှန်ပြီးတော့စိန်လုံးရှော့ကကျောင်းကျမ်းမီတက်ကိုလဲကြသွားခဲ့တယ်။အမှတ်ပိတ်တိုင်သူရဲ့အမှတ်စင်ရတွက်မှုကိုခံယူလိုက်ရတယ်။အဲ့မှာရင်ယော့ဆက်ဆန်ကတာဝါပြီဆိုတာတိလိုက်တယ်။တတိယပွဲကြီး ရောက်တဲ့အချိန်မှာလည်းဒါစိန်လုံးကျော်ကအသာစီးရတဲ့အနေအထားမရှိခဲ့ဘူးဒါတော့ဒုတိယပွဲချီပွဲပြီးကနေမှတပတ်ကယော့ဆတ်ဆန်ကဖိပြီးထိုးလာတာရှိတယ်ကျွန်တော်ထင်တယ်နောက်တဲ့ဒုတိယပွဲချီမှာ55စကန်လောက်ထပ်ပြီးပေးမယ်ဆိုရင်စိန်လုံးကျော်အလဲထိုးခံရတဲ့ဒီဖြစ်သွားတော့တယ်ကံကောင်းသွားတယ်ဒုတိယပွဲချီပွဲပြေးသွားတယ်ပြီးတော့တတိယပွဲချီစတယ်စတဲ့အချိန်မှာတော့ဒါစိန်လုံးကျော်ကနည်းနည်းပြင်ဆင်လာရတဲ့အတွက်တောင်းခံပြီးတော့ကစားသွားနိုင်ခဲ့တယ်ပေါ့လေဒါပေမဲ့ အနေထားအလုံးကိုပြန်ပြီးသုံးသပ်ကြည့်ရင်တတိယပွဲရှိမှလည်းရော့ဆတ်ဆန်ကပဲအသာစီးရသွားခဲ့တယ်။ဒါကြောင့်ပွဲပြီးတယောက်ကိုတယောက်အလဲမထိုးနိုင်လို့အမှတ်ပြတိုင်လူကြီးကအမှတ်နဲ့ဆုံးမဲ့ချက်ကိုလှုပ်ဆောင်ရတဲ့အချိန်မှာစကုနစ်သားလေးရော့ဆတ်ဆန်ကဒုတိယမြောက်နိုင်ပွဲ ထပ်ရသွားခဲ့ပေါ့လေ။သူကတော့ဒါဝမ်းမှာနှစ်ပွဲထိုးနှစ်ပွဲနိုင်ရလကိုရရှိသွားခဲ့ပြီးစကုနစ်သားလေးရော့ဆတ်ဆန်ကပေါ့လေ။စိန်လုံးရှော့ကတော့ဒါပထမဆုံးဝမ်းပွဲစဉ်မှာရင်အချုံရလကိုရင်ဆိုင်လိုက်တာဖြစ်ပါတယ်။ရှိလာမဲ့ပွဲစဉ်တွေမှာတော့ ဒီပွဲစဉ်ကအမှားယွင်းတွေကိုပြုပြင်ပြီးတော့အကောင်းဆုံးပုံစံနဲ့စိန်လုံးလျှောပေါ်ထွက်လာနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးရဲ့ကျေးဇူးတင်ရှိပါရခင်ဗျာ